မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တသက်မှာ၃ငါမြတ်သားရှိဘူးတဲ့။ရမဲသင်းစာတိလဝအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ တကရေ929ခုနှစ်တွင်ရတနာပူရာအင်းဝမြို့တီနန်းတီသရိုးမင်းဖြားဟာကြောက်ရောကားဖြင့်ကွယ်လွန်အိဆရောက်တဲ့အခါမှာမုမတ်အပေါင်းတို့ကအချင်းချင်းတိုင်ပင်လျက်စကားအလွန်နှဲသောလယုံရီနှလုံးရီနှင့်ပြည့်စုံသောယမဲတင်စားသီလဝကိုမင်းပြူတော်မူပါရန်တောင်းမှန်ပန်ကြားကြပါသည်ထို့အခါမှာသီလဝကငါသည်တနည်းကိုစကားသုံးလေးခွန်းမြတာမပြောမင်းအဖြစ်ကိုလည်းအလိုမရှိအမြင်မင်းတရက်ဖြားစော့ကဲသည်မင်းဤရောက်ပါလေဖြစ်သည်နှလုံးရီလယုံရီနှင့်လည်းပြည့်စုံသည်ထို့ကြောင့်စော့ကဲကိုသာ မင်းမြောက်ကြပါလို့ဆိုသည်မူမတိုးကလည်းသဘောတူ၍အမြင်စားမင်းစော်ကဲကိုနန်းတင်ကြပါသည်ထုံမဆပြီးတော့မကြီးရွယ်ပဲစော်ကဲမင်းဖြစ်ဟူသောစကားပုံပေါ်ပေါက်လာခြင်းဖြစ်ပါတယ်တီလဝသည်မင်းကြီးစော်စော်ကဲဤနှမတော်စော့ပလက်နှင့်ထိမ်းမြားလက်ထက်ခဲ့ပြီးတီလဝဤနှမတော်ခမဲမီကိုလည်းမင်းကြီးစော်စော်ကဲကတောင်းနှမ်းမီပြားမြောက်ခဲ့ပါတယ်နှမချင်းအလဲအထက်ဖြစ်နှစ်ထက်ကွန်းရောက်ဖောက်တော်သူလိုလဲမှတ်သားရပါတယ်ရမဲတင်စားတီလဝဟာစကားအလွန်နေပြီးစဉ္ညလုံးယူသားကြည့်ခိုင်းပါတယ်ချင်းမြင်တဲ့အရာကိုလည်းမငဲ့မညာပဲစိတ်ထင် င်းတိုင်းပြောဆိုတတ်ပါတယ်။စင်စီအတက်နဲ့စီရဲတို့မှလည်းဝါသနာကြီးလာပြီးစင်တွေကိုလည်းအလွန်ချစ်မြတ်နိုးပါတယ်။သူတို့မင်းပြလက်ထက်မှာရမဲသိန်းကိုစားရပါတယ်။စင်60မြင်း70နဲ့ဘိုးတတောင်းလည်းသူမှပိုင်ဆိုင်ပါတယ်။တီလဝမှာညီဖြစ်သူမဟာပြောင်းနဲ့ညီမဖြစ်သူ ခမဲမီဆိုပြီးတော့လည်းရှိပါတယ်။အင်းဝဘရင်မင်းကြီးဆော့ဆုတ်ကဲလက်ထက်မှာအကျော်လေးပါဟူ၍ထုံငါသည့်အနက်ရမဲသိန်းစားတီလဝသည်တပန်းအပါဝင်ဖြစ်ပါတယ်။တန်သုံးမကတော့တင်ကသူစောနောက်တပန်းအင်းရင်တူရင်တပန်းလေးကိုင်းငခရသားငွေကတပန်းလိုပဲဖြစ်ပါတယ်။တက်ကြ 1954ခုနှစ်မှာတော့မိုးညင်းရှမ်းနေဟာဆယ်မြင်းအလုံးအရင်းနဲ့ချီပြီးတော့မြေတူးကိုတိုက်ခါဗမာတို့ကိုထိပါလာခဲ့ပါတယ်။ထိုအခါမှာမင်းကြီးစော်စော်ကဲကရေချောင်းအင်အားဖြင့်တကောင်းတို့ချီကမော်တက်တို့ကိုခုခံရန်ပြင်ပါတယ်။ကြီးเจ้าမှာတော့တင်ကတူစောနောင်အင်းရင်တူရင်ငခရသားငွေတို့ကိုဆင်းလုံးမြင့်ရင်နဲ့ချီစေပါတယ်။မင်းကြီးစွာကလည်းမိမိရေချောင်းတွင်သာအာယုံဆုဆိုင်ခဲ့တဲ့ပြည်တီးတက်မှာတက်မှတ်ခံခွဲမှုကအားနည်းလာခဲ့ပါတယ်။အเจ้าမှာတော့မြင်းရဲကြံ့ကျင်သူတင်ကတူစောနောင်နဲ့အင်းရင်တူရင်တို့ကိုဆင်စည်းစေ ပြီးကာရေးကျွမ်းသူငခရသားငရွှေကိုတော့မျက်စိတိုက်စေခဲ့သောကြောင့်ဖြစ်ပါတယ်။ဤသို့စီမံမှုအားနည်းသောကြောင့်စစ်မြေပင်မှာမောစစ်သူတွေကတလုံးတရင်နဲ့ဖိကျင်းကိုခံခဲ့ရပြီးအင်းဝစစ်မျက်နှာဟာလည်းကရောတော်ပါနဲ့ပြန်ဆုတ်ခဲ့ရပါတယ်။မင်းကြီးစွာလည်းတကောင်းမှမခံတော့ဘဲအင်းဝတို့အမြန်ပြန်ဆုတ်ကမြို့ကိုကတုံကျုံမြောင်ပစင်ရင်တားတို့ကိုအရေးပေါ်ပြင်ဆင်ပါတယ်။ထို့အခါမှာမင်းကြီးစွာဟာအင်းဝကိုခိုင်ခန့်အောင်စီရင်တော်မူ၍တောင်ငူစာ တောင်တွင်းစာရမဲသိန်းစာ ဝတီးစာညောင်ရမ်းစာပောက်မြိုင်စာပင်လယ်စာတို့ကိုစုယုံစီခဲ့ ပါတယ်။မင်းကြီးစွာစောကဲကလည်းမောစစ်သည်တို့ကိုပြန်လည်တိုက်ခိုက်ရန်မိမိမျိုးသားအပေါင်းတို့ကိုစုဆောင်းခေါ်ငင်နေစဉ်မှာတော့ယမဲသင်္ဆာသည်လဝဟာလူဆောင်သည်ထိစောင့်မနေတော့ပဲမောတံများရှိရာကိုဖြန့်လန်းမှကိုကဓာတ်ရိုက်အပြင်းထန်ချိတက်လာခဲ့ပါတယ်။လန်ခီးမှာတက်ပြက်လာတဲ့ဤရင်နဲ့တင်ကသူတို့၏တက်တွေကိုလဝဲလက်ရာမြင့်တက်များအဖြစ်၎င်းငခရသားငွေရွှေနဲ့မရေယုံတက်တလာတို့ကိုကာဆွဲသူရဲကောင်းနေဖြစ်အလကောင်ဘျူဟာပြောင်းကမိမိတက်နဲ့ပေါင်းစီခဲ့ပါတယ်။တီလဝကိုတိုင်းကတော့စောရဲစွာဟူသောစင်ကိုစီးကညီဖြစ်သူတိဟတ်သူသူတို့နဲ့ ်စစ်တပ်ထိတ်မှအပြင်းချီ၍မော်တော်တိုကိုတတ်ခဲ့ခဲ့ပါတယ်လူမှန်နေရာမှန်ရှာသွားတဲ့အခါမှာတော့တပ်ပြက်မှသူရဲကောင်းတွေကလည်းမကြေပွဲပြန်တဲ့ကအားကျခွန်ဆိုင်ပြန်လဲတတ်ခဲ့ခဲ့ကြပါတယ်ပြီးတွင်မော်စစ်သည်တို့မခံနိုင်တော့ပဲတေးကြေးပြပြပြေးလွှားရကုန်ပါတယ်မော်တက်15တက်လုံးပြက်ပြီးတော့စကိုင်းမသည်ရွာသစ်တိုင်းအောင်မော်စစ်သည်အလောင်းများပြည့်နှက်နေသည်ကိုအစွဲပြု၍ထိုရက်ကိုယနေ့တိုင်းငရှမ်းကုန်းဟုလည်းအမည်တွင်စေခဲ့ပါတယ်တိလဝဟာမော်စစ်သည်တွေကိုအောင်မြင်ပြီးတဲ့နောက်မှာတော့စစ်တွင်ရတဲ့စင်မြင်လူသူလက်နက်ကြိယာတို့ကိုမင်းကြီးစွာ ဆိုကိတ်ကိုဆက်စီ၍မိမိကိုယ်တိုင်မှမူဘရင်ထံအခါစားမဝင်တော့ဘဲရမဲတင်းတို့ပြန်လာခဲ့ပါတယ်။ထိုအချက်ကိုတည်ခြင်းအဖြစ်လိုရင်းအလုတ်ကိုသာပြီးမြောက်အောင်လုပ်၍မျက်နာရအောင်ပြုတ်လုလို့တော့တိလဝရဲ့သဘောဖြောင့်မတ်ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မင်းစည်းဆော်ဆော်ကဲရလည်းဤသို့တိလဝမဝင်ဘဲသွားသည်ကိုမခံမညာပြုတ်သည်ထင်၍ပညာစီစစ်တပိတ်အမတ်ကိုမင်းမြန်ရအရှင်မင်းကြီးအမှုတော်ကိုပြေကုံအောင်ထမ်းခြင်းသာလိုရင်းဖြစ်ပါတယ်။သူတစ်ပါးဤကျေးဇူးကိုရှာဖွေ၍တင်ရပါမည်။ရောက်ဖါတော်တိလဝသည်မိမိသဘောအလျောက်ပြုတ်တတ်သောဝါဒနာရှိချောင်းကိုလည်းအ ရှင်မင်းကြီးတို့တည်ပြီးသားဖြစ်ပါမည်အမျက်တော်မထားတင်မှာဟုပြန်လည်လျှောက်တင်စီခဲ့ပါတယ်ထို့အခါမှာတိလဝထံကိုစုလက်များစွာပို့စီတော်မူခဲ့ပါတယ်ရမဲတင်စားတိလဝဟာအလွန်အင်ဂျီရီကြီးသူဖြစ်ပြီးတော့တစ်သလုံးမှာသုံးခါသာပြုံးရည်ပူတယ်လို့လဲတစ်ခါကတော့တောသားတယောက်ဟာတက်လက်ဆောင်ပေးမိဆိုပြီးတိလဝမင်းအရင်တော်တို့လာရမင်းကိုမတွေ့သဖြင့်ပြန်ဆင်းလာခဲ့ပါတယ်တိလဝရဲ့ဇနီးစောပလဲမြင်လျင်ငါသည်မင်းဤမယားဖြစ်ပါလျက်ငါ့ကိုမြမဆက်ဖဲပြန်သွားလေသည်ငါတို့မိမများသည်ကယောက်ျားတို့ဤဖုံးကိုသာမိလျက်တတ်မွေးရကြသည် ီကားဟုတွေးမိပြီးတီလဝပြန်လာတဲ့အခါမှာစီကြွေရေကိုရွှေဖလားနဲ့ခတ်ခါရှေးဆေးပေးလေသည်ထို့အခါမှာတီလဝသည်ယနေ့ငါမင်းမထူးခြားလာပေတကားဟု၍ပြုံးတော်မူပါသည်တခါမှာတော့မြို့ထိပ်တွင်နေပူဇာလုံနေကယဟန်လူထွက်တယောက်သည်ခေါင်းပေါင်းနှင့်တကွာကျုံထဲတွင်ရေငုပ်၍ချိုးနေသည်ကိုတီလဝမြင်လျင်အာရပါရရည်သည်ဟုလဲဆိုသည်တစ်ချိန်ကတော့ရမဲသိမြို့ဝင်းကျင်ကိုမောစစ်သည်များရောက်သည်ကိုတီလဝသည်ကြက်ပွဲကမထားဂယုမဆိုင်ဖဲနေလျင်စောပလဲကလည်းစိတ်ပူဆိုးရင်စွာဖြင့်ရင်ဝဲမပါ ာဥဆန်ဖားလျာနဲ့ရန်သူအပြေမြို့ပြင်ကရှိသည်ကိုဂရုမမှုပဲကြက်ပွဲမှာသာနေနိုင်လေသလားဟုဆိုပြီးပြေးလာသည်ကိုငမယာဗျာပါကြီးလာပပေတကားဟုပြီးပြုံးရီတော်မူခဲ့ပါတယ်။ ရမဲတင်စားသည့်လဝသည်အင်းဝဟန်တာရီအနှစ်၄၀စစ်ပွဲအစပိုင်းတွင်တောင်ငူစစ်ကြောင်းမှပါဝင်ချီတက်ခဲ့သည့်ပန်းကျော်မြို့တိုက်ပွဲတွင်အင်းဝအိမ်ရှိမင်းနှင့်ပါဝင်ကူညီတိုက်ခိုက်ခဲ့ပြီးဒုတိယအကြိမ်မင်းကြီးစွာကိုရိုင်းထီတော်မူသည့်အခါတွင်လည်းလိုင်းမျိုးသိန်းတိုက်ပွဲမှဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဒီလဝသည်သတို့မင်းပြနှင့်မင်းကြီးစော်စော်ကဲမင်းနှပါတို့လက်ထံအနှစ်30လောက်ကြာအောင်ရမဲတင်မျိုးစားအဖြစ်ပရှင်မလုပ်ဖဲအေးဆေးစွာနေထိုင်ခဲ့လေသည့် AD 1395ခုနှစ်မှာတော့ရမဲတင်စားဒီလဝကံတော်ကုန်ပြီးကြံ့ရည်သောဆင်းလုံးမြင့် ရင်တိုက်စင်60မြင်းရှိရာဘိုးဘာတပေါင်းတို့ကိုညီဖြစ်သူမဟာမက်ညီဖြစ်သူမဟာပြောက်ကစက်ခံခဲ့သည်လို့ဆိုပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ်ပေါ်တဲ့တမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်